အားလုံးပဲမင်္ဂလာပါဒီခါမှာတော့မိုးနစ်ကသွားနေပတ်သက်တဲ့ပြဿနာတစ်ခုကြောင်းဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်ခုရပိုင်းမှာပေါ့နော် page messenger မှာလည်းလာမေးကြရတယ်ပြီးတော့ facebook ပေါ်မှာလည်းပေါ့နော် status တွေတင်ပြီးတော့မေးကြရအရှိရပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် ဘရစ်တလက်ဆာကြီးနဲ့နိုင်ငံခြားကိုသွားရမယ်ဆိုရင်ဘယ်လိုလုပ်ရမလဲပေါ့နော်တလက်ဆာနဲ့သွားရမလားမပြီးသေးပဲဖြုတ်သွားရင်ရောကောင်းမှာမလားပေါ့နော်အဲတချို့ဆိုဟိုဘရစ်တက်ပေးထားရဲသွားဆောင်းလို့ပါခေါ်သွားရင်ကောင်းမလားဆိုပြီးတော့မေးထားရေးထားကြတွေ့ရတယ်ပေါ့နော် အဲ့တော့အဲဆရာမတော့မလိုက်လာနိုင်ပါမယ်ဒီအကြံကောင်းလေးတော့ပေးနိုင်ပါတယ်ဗောနော်အခု grace တက်ထားပြီးတော့နိုင်ငံသားသွားဖို့ပလန်ထားတယ်အဲပြီးတော့ဟွက်မှာလဲဗောနော်သွားညကုသမှုစိတ်တွေကကြီးညင်းတဲ့တော့ကြောင့်မလို့ဗောနော်ဒီမှာပဲကုသသွားခြင်းနဲ့ဆိုရင်မနေ့က super line clear aligner treatment ကြောင်းပြောပြချင်ပါတယ်အဲ့တော့ clear aligner ဆိုတာဘာလဲဆိုတော့မနီကပြပြမှာဖြစ်ပါတယ်။အဲ့တော့ clear aligner ဆိုတာကသူကကြည်အောင်ပိုင်းအင်္ဂလိပ်ပဲဖြစ်ပါတယ်။ အဲ့တော့တွန်းကပေါ့နော်တွန်းကြီးရဲ့အခါကက်လေးရှိကြတယ် brace တွေလိုပဲတော့ပက်လက်မှာရှိရဲအယိုးတွေကိုပုံပြောင်းပြီးတော့ပေါ့နော်တွားတွေကိုညောင်ပြုလုပ်ပေးနိုင်ပါတယ် clear liner ရဲ့အာသာချက်တွေကဘာတွေလဲဆိုတော့ဒီမှာကြည့်သွားကြည့်ကြည့်လေးအဲ့တော့ကြည်ပြီးဆိုကြတဲ့ဟိုကကိုတက်ထားရဲဆိုလို့ရှင်လုံးဝမသိတာဟုတ်ပေါ့နော်အဲ့တော့နာမည်နဲ့လိုက်အောင်ပဲကြည်ကြည့်လေးဖြစ်နေတာပေါ့နော်အဲ့တော့ metal wire တွေနဲ့တက်ဆင်ထားတာလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့တက်ထားရင်တော့တက်ထားမှန်းမသိတာတော့ဟုတ်ပေါ့နော်ဒါပေမဲ့လုံးဝကြီးမမြင်ရတော့မဟုတ်ဘူးပေါ့နော်အနည်းငယ်ကြည့်မယ်ဆိုလို့ရှင်တော့တ 睇下我點買車 နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဖြုံရတက်ရပြီတာပေါ့နော်အာသာချက်ကပေါ့အဲပုံမှန် traditional bridge တရားဒီအသေးကြီးတက်ထားပေါ့နော်ဒီဟာကြတော့ကိုဖြုံရတက်ရလွယ်တာကြောင့်ကိုတန်ရှင်းလုံးရလွယ်ရပေါ့နော်အဲ့တော့အစားစားတဲ့အခါကြလို့ရှိရင်သူကဖြုတ်ရမှာပေါ့နော်ပြီးတော့ရတစ်ခုခုတောက်မယ်ဒါမှမဟုတ်လို့ရှိရင်သွားတိုက်တဲ့အခါဖြုတ်ထားလို့ရတာပေါ့အဲ့တော့အဆင်ပြေပေါ့နော်အဲ့တော့တက်ရမယ့်အချိန်ကလည်းတရက်ကိုသွားနိုင်20နဲ့22နိုင်ကြားတက်လုံလောက်တယ်ပေါ့နော်အဲ့တော့ကိုကအရင်တကြီး meeting ရှိရဲဒါမှမဟုတ်အဲမင်းသားမင်းသမီးတွေဆိုရင် shoot LinkedIn တွေရိုက်ဖို့ရှိရဆိုလို့ရှိရင်လည်းခိတခဏဖြုတ်ထားလို့ရပါတယ် နောက်သူရဲ့ကောင်းတဲ့တတိယမြောက်ချက်ကဘာလဲဆိုလို့ရှိရင်တန့်ရှင်းလောက်ရလွယ်တယ်ပေါ့နော်ခုနက traditional braids တွေတတ်ထားတယ်ပါစက်မှာတတ်ထားတယ်ဆိုလို့ရှိရင်သူကလူထုနေရာတော့တိုက်ရခတ်တာရှိတယ်အဲလိုနားရဆိုလို့ရှိရင်ဆရာမဒီနားတိုက်လို့မထီဘူးအဲနားသွားရဝါကောင်နဲ့ကြီးရအဲကြံတယ်ပေါ့နော်တိုက်ရမလွယ်ဘူးပေါ့နော်အဲလိုဟိုပြဿနာရတော့ဒီမှာတွေ့ရရှားတယ်ပေါ့နော်အဲ့တော့မလိုလားအပ်ပဲနဲ့သွားရယူရင်းပြက်စီရတယ်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ clear liner တွေကဖြုတ်တက်ရလွယ်တဲ့အတွက်ကြောင့်မလို့တော့တန့်ရှင်းလဲအတူတခြားလုံးလို့ရရတယ်လွယ်ကူတယ်ပေါ့နော် အဲ့တော့သွားရေယူရင်းပြည့်စည်ရအောင်ကာကွယ်နိုင်တာပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင် तू ကနှက်ရတာပေါ့နော် တတောင်တတရှိတာပေါ့အဲ့လိုဒီပုံမှန် traditional braids တွေတတ်ထားရဲဆိုလို့ရှိရင်ဒီနှက်ခမ်းနဲ့ပါးတွေမှာပုတ်တိုက်ပြီးတော့ဆူးနေတာပါဖြစ်တယ်ပေါ့နော်ခက်မတင်ပုန်းတာတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ clear liner တွေကတတောင်တတရှိပုံနဲ့ချောချောမွမွဖြစ်ကိုတော့ကိုပဲရည်ရွယ်ပြီးတော့ design ထုတ်ထားတာဖြစ်လို့ပို့ပြီးတော့တတောင်တတရှိရဲခုနလိုမျိုးဆူးတာတွေဒီပစောင်းတွေကိုရှာမိရတယ်နည်းသွားပါပေါ့နော်နောက်တစ်ခုကတော့ clear liner နဲ့ကုသမယ်ဆိုရင် အဲကုသချိန်ကိုကြိုတင်ပြီးတော့ခံမှန်းလို့ရရပေါ့နော်ပြီးတော့လို့ရှိရင်ကုသမုတ် result ကိုလည်းကြိုတင်ပြီးတော့သိမြင်နိုင်တယ် predictable ဖြစ်ပြီးတော့ precise ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကဒီချိန်လောက်ပြီးမယ်အဲဟုတ်ပြီနော်ဒါဘလို result လေးထွက်မလဲဆိုတာကိုကြိုပြီးတော့သိနိုင်တယ်ဒါကတော့ခုနမုန်းနေပြောသွားတဲ့အချက်တွေကတော့လေးချက်လောက်ရှိရပေါ့နော် clear aligner ရဲ့ပို့ပြီးတော့ကောင်းတဲ့အချက်လေးပေါ့နော်အဲ့တော့ဒီ super line clear aligner နဲ့ကုသဖို့ယူရမယ်ဆိုရင်ဘာတွေလုပ်ရမလဲပထမဆုံးအနေနဲ့ ကျွမ်းကျင်တဲ့သွားဆရာဝန်တွေပေါ့နော်တိုင်ပင်ဆွေးနွေးပြီးတော့ကက်မှန်တွေရိုက်ရမယ်ပြီးတော့ဒီသွားပုံယူရမယ်ပေါ့သွားပုံယူရခါကျလဲစကန်နာနဲ့ယူရရှိမယ်ဒါမှမဟုတ်ဒီအဒီနိတ်လို့ခေါ်တဲ့သွားပုံယူတဲ့အမှုန်လေးတော့ဖြော်ပြီးတော့ယူရမျိုးတွေရှိမယ်ပေါ့အဲ့ခါကျရင်ဘာထွက်လာမလဲဆိုရင်အဲ treatment plan ကုသမှုအစီအစဉ်ကိုရေးဆွဲပေးရမယ်ပေါ့နော်အဲ့သူတို့ကပို့လိုက်ပြီဆိုရင်အဲ့ဒါကိုရေးဆွဲရအောင်စောင့်ရမယ်ပေါ့အဲ့တော့ရေးဆွဲချိန်ကဘယ်လောက်ကြာလဲဆိုရင်၃ရက်ကနေတစ်ပတ်အတွင်းလောက်တော့ကြာတတ်တယ်ပေါ့နော်အဲ့ပြီးရင်အဲ့အားနဲ့ treatment plan ရရပြီဆိုလို့ရှိရင်ခုနကမင်းတို့ပြောတယ်ကြိုကြည့်လို့ရတယ်ပေါ့နော်သူတို့ video လေးခုပြီးရဲ့အဲ့ဗီဒီယိုမှာကုသနေစဉ်နဲ့ကုသမှုနောက်ဆုံးရလဒ်တွေကိုအကြမ်းမြင့်ကြည့်လို့ရတယ်ပေါ့နော် အဲ့တော့ခုန plan လေးကိုကိုကကြိုက်ပြီးတော့သဘောကျပြီဒီဟာကိုကိုတောင်မှယူရမယ်ဆိုရင်ဒီ plan ထွက်ပြီးတော့ဒီနှစ်ပတ်အတွင်းမှာပဲပေါ့နော် super line ဘက်ကကိုတက်ရမယ့် align တော့ထုတ်ပြီးအဲ့တော့ waiting time ကတိတ်မကြဘူးပေါ့နော်ကိုကဒီနိုင်ငံခြားကိုအလောတကြီးသွားကြရရှိရဲဒါကိုဒီဒီလောက်အတွင်းမှာရနိုင်တယ်ဆိုတော့အဲ့ဒါတခုလည်းကောင်းတဲ့အချက်ပေါ့နော်တယောက်နဲ့တယောက်သွားထက်တဲ့ပုံမူတည်ပြီးတော့ပေါ့နော်ဒီ aligner step ကတော့အနည်းနဲ့အများပေါ့နော်ကိုကနိုင်ပါတယ်ပေါ့နော်အဲ့တော့ clean aligner လေးကိုအဲတက်ပေးမယ်ဆိုလို့ရှိရင်တော့တနေ့ကိုအနည်းဆုံးနာရှိမှပြောပါ22နာရီပြီးသွားလို့ရှိရင်တစ်ခါတက် ်မယ်ဆိုတော့နှစ်ပတ်လောက်ပေါ့နော်ဒီကလေးရအလိုက်နာတစ်ခုကို22နာရီတက်ရမယ်ပြီးတော့လို့ရှိရင်နှစ်ပတ်တက်ရမယ်ပေါ့နော်အဲ့ဒါမမေးမလျော့ပဲတက်ဆင်ပေးရမှာဖြစ်ပါတယ်ဒီ step နည်းတာများတာပေါ့မူတည်ပြီးတော့ အချိန်ကြာမြင့်မှာဖြစ်သွားပါတော့เนาะအကြမ်းမြင့်အဖြစ်တော့အဲတစ်နှစ်ကနေတစ်နှစ်ခွဲခန့်ထိတော့ကြာနိုင်တာပါတော့အဲ့တော့ပုံမှန်ဆိုရင်တော့အလိုက်နာတက်ရတဲ့ခါကြလို့ရှင်အဲ6ပတ်တစ်ခါ10ပတ်တစ်ခါဈေးကမ်းမှာပေါ့နော်ပြရတယ်အဲ့တော့ဆရာဝန်ကကြည့်မှာပေါ့နော်ဒီပြက်ကပုံမှန်တက်လားမတက်လားအဲသွားယူတာမှန်လားအဲ့ဒါအနေနဲ့စစ်ဆေးတဲ့အနေနဲ့သွားပြီးပြရတယ်ပေါ့နော်ဒါမဲ့အခုဝင်နေပြောတဲ့အချိန်မှာကိုကနိုင်ငံခြားသွားတော့မယ်ဆိုလို့ရှင်တော့ step အဆအဆုံးကိုယူသွားပြီးတော့ ဟိုမှာပဲဆက်တက်မယ်ဆိုတယ်တက်လို့ရတယ်ပေါ့နော်အဲ့ဒါကလည်းဒီကလီယာအလိုင်းနာရဲ့အသာချက်တစ်ခုပဲပေါ့နော်အဲ့တော့အဟုတ်ပြီဒီဟာကြီးကုသမှုအပုံပြီးသွားပြီဆိုရင်လည်းဒီ traditional braces တို့ပဲအမ်ကိုကသွားတွေပြန်မကြွေးအောင်ဆိုပြီးတော့သွားအထိန်တော့တန်မှာဖြစ်ပါတယ်။အခုကလူတွေမှားကြတာပါဘာရှိသေးလဲဆိုလို့ရှင်ကလေးက aligner နဲ့ online ကနေပြီးတော့အလတ်တကူမှားပြီးတော့ပေါ့နော်မိမိသွားမှာတက်လို့ရတယ်ပေါ့နော် silicone အစွန်းနဲ့မှားနေကြတာရှိတယ်။အဲ့တော့ကလုံးဝမတူဘူးပေါ့။ ်ကလေးရနိုင်လာထွန်းမန်းအပေါ်မှာမုန်းနေပြောခဲ့လို့ပဲပေါ့နော်။တွားနေကလေးဆံဝင်းရှိမှာကိုကတိချာတိုင်းပြီးတော့စနစ်တကျကုသမှုယူရမှာဖြစ်တယ်။သက်ဆိုင်ရမယ့်အလိုက်နာရလည်းတွားညှိပြုပြင်ရမှာတုံးနေပေါ့နော်။ဒီ special plastic sheet ကော်သားအချီနဲ့လုပ်ထားပါပေါ့နော်။ပြီးတော့ကို့တွားပုံစံအတိုင်းအတိကျသက်ဆိုင်ရတာဖြစ်တယ်။အဲ့တော့တောင်းနေတော့ကလည်း တူမှာမဟုတ်ဘူးပေါ့နော်ဒီတော့သွားလဲနှိကျင်တယ် brace အတုံးတွေလည်းမတက်ချင်ဘူးတက်ထားကလည်းလုံးဝမတိတာချင်အမ် brace နေနဲ့ကုသမှုမပြီးသေးပဲနဲ့နိုင်ငံခြားသွားကြပေါ်လာတယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးကြတဲ့သူလေးတွေအတွက် monica super line clear line လာကြအောင်ရှင်းပြထားဖြစ်ပါတယ်နောက်ပြီးတော့ဒီ super line clear line တာကို clear တွေလည်းတုံးရပါတော့နော်ခုနပြောလို့ပေါ့နောက်ဆုံးအဲသွားသေးတဲ့အချိန်ပေါ့သွားလဲတဲ့အချိန်မှာတချို့ကလေးဆို brace စတက်ရမယ်ဒါပေမဲ့ဒီဟာတွေကစားတဲ့အခါမှာနှောက်ရဖြစ်တဲ့ း comfortable မဖြစ်ဘူးပေါ့နော်ပြီးလို့ရှိရင်ဒီဆူးမာတွေကြောက်ကြရပေါ့နော်ချိုကလေးတွေသမီးပါတွေလည်းမေးကြရပေါ့အဲ့လိုဆိုလို့ရှိရင်ဒီ traditional braids ရဲ့တခြား treatment အနေနဲ့ဒီဟာကိုတုံးလို့ရရပေါ့နော်ဘယ်လို case တွေမှာတုံးလို့ရလဲဆိုဒီသွားရထက်တဲ့မျိုးလေးကားဖို့လိုတယ်နောက်ပြီးတော့သွားတစ်ချောင်းကဒီအထဲဝင်နေရပေါ့နော် ဒီလိုမျိုးအပေါ်သွားတဲ့အထင်းဝင်နေတဲ့ case တွေအဲ့လိုမျိုးဆိုလို့ရှိရင်သူကတချို့ကလေးတွေကဆိုလို့ရှိရင်နှစ်ဒီအပေါ်နဲ့အောက်နဲ့လွတ်သွားအောင်ဆိုပြီးတော့ဟပေးရရှည်ပေါ့နော်အဲ့မှာ viral ခံမှုလိုတဲ့ case တွေအဲ့လို case တွေမှာဆိုလို့ရှိရင်ဒီကလေးရလိုက်တာ treatment ကိုကလေးတွေမှာလည်းသတ်ဆင်လို့ရပါတယ်ဒီ super line clear liner ကြောင့်ပို့ပြီးတော့အတိအကျသိချင်တယ်အသေးစိတ်သိချင်တယ်ဆိုရင်တော့ super line မြန်မာ page မှာလည်းမေးလို့ရတယ်။ super line clear liner treatment ရနိုင်တဲ့အစည်းအဝေးတွေမှာလည်းစုံစမ်းလို့ရတယ်နော်။ အားလုံးပဲအပြုံးလေးတွေအမြဲလှလိုက်ပါစေလို့မော်နီကာဆုတောင်းပေးတယ်နော်